ကိုရီးကိုရာအစဉ်တွင်တင့်ငွေကိုစီမံခံခွဲတဲ့အခါပုံမြင်ဆန်းဆန်းထိန်းချောင်းမောင်းနေနေတဲ့ကဘာမှာမှတ်သားထားမယ့်အချက်နှစ်ချက်ရှိပါတယ်။နံပါတ်1တခုခုကိုအမှန်တကယ်လိုချင်လာလေလေအစစ်အမှန်ဖြစ်နိုင်ခြေကို လွန်ကဲစွာခံမှန်းတဲ့ပုံမြင်တစ်ပုတ်အပေါ်တင်ယုံကြည်နိုင်ရေပိုများလေလေပါတင်ဘွားရဲ့အပျော်ဆုံးနေ့ကဘယ်နေ့လဲအံ့ဩစရာကောင်းလောက်အောင်တုံ့ပြန်မှုကိုပေးနိုင်တဲ့အတ္တတရားကြော်ပြီးတူတူကို၆ပြည့်ကင်တဲလဲစင်တဲ့မိကွန်ကို how to live forever မှတ်တမ်းရုပ်ရှင်မှာမေးမြန်းခဲ့ပါတယ်အပြည့်အခက်ရက်စဲတဲ့နေ့ဟုသူမကပြောပါတယ်ပထမကဘာစစ်ကိုအဆုံးသက်စေခဲ့တဲ့1918ခုနှစ်သဘောတူညီချက်ကိုရည်ညွှန်းတာပါ ဘာဖြစ်လို့လဲဘာဖြစ်လို့လဲလို့ထုတ်လုပ်သူက မေးပါတယ်ဘာဖြစ်လို့လဲဆိုတော့စစ်ပွဲတွေနောက်တစ်ကြိမ်ထပ်မဖြစ်တော့ဘူးဆိုတာကျမတို့သိခဲ့လို့ပါဟုသူမကပြောပါတယ်21နှစ်ကြာပြီးနောက်မှာဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ပြီးလူပေါင်း85တန်းသေကြေခဲ့ပါတယ်ဘဝမှာမှန်တယ်လို့ထင်တဲ့အရာတွေအများကြီးရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟာ၎င်းတို့ကိုအမှန်ဖြစ်စေချင်လို့ပါဒီအရာတွေကိုရာသစာပေများဟုကျွန်တော်ခေါ်ပါတယ် အထူးသဖြင့်ရန်နီမြောက်နံမှုနဲ့စီးပွားရေးတို့နဲ့ပတ်သက်ပြီးကျွန်တော်တို့တွေးခေါ်ပုံအီတွေးခေါ်ပုံအပေါ်ကြီးမားတဲ့တက်ရောက်မှုရှိပါတယ်။တင်ဟာထမ်းမြက်ပြီးအပြေရှာခြင်းတဲ့အခါဆွဲဆောင်မှုရှိတဲ့ယာတာစာပေတခုဖြစ်ပေါ်လာပါတယ်။သို့သောကန့်သက်ထိန်ချုပ်မှုနဲ့မြင့်မားတဲ့အလောင်းအစားများပေါက်ဆက်ထားမှုကိုတော့ရင်ဆိုင်ရပါတယ်။သူတို့ကအလုံးအစွမ်းတက်ပါတယ်သူတို့ကတင်ကိုပဲအရာမဆိုယုံကြည်အောင်လုပ်နိုင်ပါတယ်ဥပမာတူတူလေးတစ်ခုကိုကြည့်ကြည့်ပါ အလီဟာဂျာကြီးရဲ့သားဖြားနာပါတယ်။၎င်းရဲ့ရီမင်ကြီးရွာရှိတက်ကြီးရွယ်ဦးတွေကရိုးရာစေးတက်လက်ကိုအစိုးပြုခဲ့ပါတယ်။မိလောင်နေတဲ့ဒုတ်တချောင်းနဲ့သားဖြစ်သူရဲ့ရင်မမတဆင်ဖြားနာမှုကိုတိုက်ထုတ်ခဲ့ပါတယ်။အဲ့ဒီလှုပ်ဆောင်မှုအပြီးမှာအလီဟာဂျာကြီးက The New York Times ကိုအခုလိုပြောပြခဲ့ပါတယ်။တဲ့မှာမဆန်တဲ့မှာပတ်စံမရှိတဲ့အချိန်ကိုကလေးနေမကောင်းတဲ့အခါတင်ဟာဘာကိုမဆိုယုံပါပါပဲ ဈေးပညာမှာအသုံးဝင်တဲ့ဈေးဝါးတွေရှိနေခဲ့တာနှစ်ပေါင်းထောင်ကြီးရှိပါပြီ။တိပ်ပံနီးကြကြကုသခြင်းနဲ့ဈေးဝါးပိုးမွားတွေကိုရှာဖွေတွေ့ရှိခြင်းမပြုမီကအသွေးဖောက်ထုတ်ခြင်းအင်္ဂထားခြင်းကုထုံခန္ဓာကိုယ်ကိုအပေါက်များဖောက်ကမကောင်းဆိုးဝါးနဲ့ထုတ်ခြင်းစတဲ့ကုသနည်းတွေကိုအသုံးပြုခဲ့ပြီးထိုကုသနည်းတွေကတည်ဆုံးမှုတွေကိုအချိန်မြင့်ပေးရုံမှတပါဘာမှမထူးခြားပါဘူး။ယူကြောင်ကြောင်နိုင်လှပါတယ်ဒါပေမဲ့တင်အသေးအတန်လိုအပ်နေတဲ့အချိန်ပါ ဖြည့်ရှင်းချက်ကောင်းတစ်ခုကိုသင်မသိရသေးခင်ဒါမှမဟုတ်အလွယ်တကူရနိုင်တယ်ဆိုရင်ကိုကံမှုအနည်းဆုံးလမ်းကြောင်းဟာအလီဟာဂျာကြီးရဲ့စင်ကျင်တုံးတရားစီတို့ဥတီတော်ပါတယ်ဘယ်အရာကိုမစိုးယုံကြည်လိုစိတ်ပါဘယ်အရာကိုမစိုးစူးစားယုံတာမှကယုံကြည်ဖို့လည်းလိုပါတယ်လန်ဒန်မြို့ကြီးရဲ့ပလေးယောဂါကိုမှတ်တမ်းတင်ခြင်းအကြောင်းကိုဒန်နီယယ်ဒီဖိုးက1922ခုနှစ်မှာအခုလိုရေးသားခဲ့ပါတယ်လူတွေဟာရှေ့ပြဟောများ ဗျာဒိတ်များဘေးဒိတ်များအိမ်မက်များအတိတ်နမိတ်များကို အခုရောအရင်တုန်းကပါအလွန်အစွဲအလံကြီးကြပါလေအိမ်တွင်းနဲ့လမ်းထောက်တွေမှာစေကုဆရာဝန်တွေရဲ့အကြောင်းကိုစာရွက်တွေနဲ့ကျင်ညာလိုက်ကကလူများကို ကုစားပေးမယ်ဆိုပြီးမသိနားမလဲသောသူများလာရောက်ရင်ဖိတ်ခေါ်ကြပါလေ၎င်းတို့ဟာပလေယောဂါကိုတားဆီးလို့မရသောစေဝါများနဲ့ကုသတာပါယောဂါဘုံများကိုတားရှိခံအောင် လုပ်တယ်လို့ဖြစ်နေပါတယ်အစိုးရကလည်းထိမ့်မနိုင်တိမ့်မနိုင်အထီးဖြစ်ခဲ့ပါတယ် တလေးယောဂါကြောင့်18လအတွင်းမှာတင်လန်ဒန်မြို့သား၄ဘုံတဘုံတည်ဆုံးခဲ့ရပါတယ်။လောင်ကြီးတွေအရန်ကြီးနေတဲ့အခါမှာဘာကိုမဆိုတည်ယုံကြည်ပါလိမ့်မယ်။ဒူညီတဲ့အချက်အလက်အကန့်အသတ်တွေနဲ့လောင်ကြီးမြင့်မားမှုတွေဟာကျွန်တော်တို့ရဲ့ဗန္ဒာဟိဆာယာဆုံးဖြတ်ချက်တွေအပေါ်ဘလို့တက်ရောက်မှုရှိတယ်ဆိုတာကိုစဉ်းစားကြည့်ပါ။တယ်လီဗီရှင်းမှာအောင်မြင်မှုမှတ်တမ်းအနည်းငယ်သာရှိတဲ့ရင်းနှီးမြှုပ်နှံမှုမှတ်ချက်စကားတွေကိုလူတွေကဘာကြောင့် နားထောင်နေကြတာလေဒဇိတ်တစ်ပိုင်းအပြည့်ပြောရမယ်ဆိုရင်ယင်းဒီမြုံနယ်မှုဟာလောင်ချေးအလုံးမြင်လုံးလို့ပါစတော့အနေငယ်ကိုမှန်ကန်စွာရွေးချယ်ပြီးအားဆိုင်ထုတ်စရာမလိုပဲချမ်းသာလာနိုင်ပါတယ်အကယ်၍တစုံတစ်ယောက်ရဲ့ခံမှန်းချက်အမှန်တကယ်ဖြစ်လာဖို့အခွင့်အလမ်းတိရခိုင်တော့မှရှိတော့တာတော့မှတင်မောဝါကိုပြောင်းလဲစေမယ်ဆိုရင်၎င်းဘောအာယုံစိုက်ခြင်းကိုယူနေတယ်လို့ပြောလို့မရတော့ပါဘူး viewer တခုသို့မဟုတ် တဖက်ဖက်ကိုရွေးချယ်ပြီးပြီးချင်းငွေကြေးဆိုင်ရာထင်မြင်ချက်များစွာရှိလာပါတော့တယ်။ငွေကြေးအရာရောစိတ်ပိုင်းဆိုင်ရာအရာရောရင်းနှီးမြှုပ်နှံမှုတွေဖြစ်လာနိုင်ပါတယ်။တကယ်လို့များတင်ကစတော့ရှယ်ယာတစ်ခုကိုဆယ်စဒိုးလိုပါကဒါတေးရဲ့လုပ်ငန်းသူဖြစ်နေလို့ပါ။စီးပွားရေးမူဝါဒတကူဟာငွေကြေးဖောင်းပွားမှုကိုဖြစ်ပေါ်စေတယ်လို့တင်ထင်ပါက၎င်းဟာတင်ပတ်ပါဖြစ်နေလို့ပါ။၎င်းတို့ဟာဖြစ်နိုင်ခြေနဲတဲ့လောင်းကြီးများဖြစ်နိုင်ပါတယ်။ ရှိရှိသူဟာတရားကန်နှုံးလောက်သာ ရှိနေတဲ့အခွင့်အလန်းကိုချိန်ညှိလို့မရနိုင်ပါ သုံးမဟုတ်မရပါလူတတော်များများကသူတို့ဖြစ်ခြင်းနဲ့အရာကမှန်တယ်လို့ပြက်ပြက်တတခိုင်မာတဲ့ယုံကြည်ချက်နဲ့ပုံလေးတတ်မှတ်ထားကြပါလေဒါပေမဲ့သူတို့ကအဲ့ဒါပဲလောက်ပါတယ်ဘာကြောင့်လဲဆိုတော့ကြီးမားတဲ့ရာလတ်တစ်ခုဖြစ်နိုင်ရှိတာကြောင့်ပါရင်းနှီးမြုပ်နှံချက်ဟာမြင့်မားတဲ့စုလက်တွေအတွက်အခွင့်အလန်းတွေကိုနေ့စဉ်ပေးစွမ်းနိုင်တဲ့တစ်ခုသေးသောနယ်ပယ်ဖြစ်ပါတယ် လူတွေကရာသီဥတုဖောက်ပြန်မှုတွေအတွက်သူတို့ဘယ်တုန်းကမှမလိုလားတဲ့လိုမျိုးဝေရေးကြီးဖောက်ပြန်မှုကိုလည်းတနည်းနည်းနဲ့ယုံကြည်ကြပါတယ်အဘဲเจ้าဆိုတော့လာမယ့်ရက်သက်တစ်ပတ်မှာနေပူမယ်တို့မဟုတ်မိုးရွာမယ်ဆိုတာကြုံတင်ခံမှန်းနိုင်တဲ့စုလက်များထက်စာရင်စတော့ဈေးကောမှာလာမယ့်ရက်သက်တစ်ပတ်အတွက်မှန်ကန်စွာခံမှန်းနိုင်တဲ့အရာအတွက်စုလက်တွေဟာမတူညီတဲ့စက်တရားစက်ကြဝဠာတစ်ခုတွေရှိနေတာပါတရှိနေတဲ့ပုံရင်းနှီးမြုပ်နှံမှုရံပုံငွေတွေရဲ့85ရာခိုင်နှုန်းဟာ 2018ခုနှစ်မှာကုန်ဆုံးမဲ့ဇယ်နှစ်တာကာလအတွင်း၎င်းတို့ရဲ့စွမ်းဆောင်ရည်စံနှုန်းများနှိမ့်ချသွားတယ်လို့သုံးသပ်ကြည့်ပါဒီကိန်းကဏ္ဍဟာမျိုးဆက်အဆက်အဆက်မှာအတော်အတန်တည်ငြိမ်ခဲ့ပါတယ်စွမ်းဆောင်ရည်ညံ့ဖြဲတဲ့လုပ်ငန်းတခုဟာအများနဲ့မတူတဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပြီးစီးပွားဖြစ်ဆက်လုပ်ရန်ခက်ခဲမယ်လို့တင်ထင်ပါလိမ့်မယ်ဒါပေမဲ့ဒီရန်ကုန်ဒီရန်ကုန်ဝေထဲမှာဒေါ်လာ9ထရီလီယံနီးမှာယင်းဤပြုတ်တန်ထားပါတယ် တစုံတစ်ဦးကိုဝါရင်ဘက်ဖက်နဲ့အတူယင်းဤမြုံနယ်ရဲ့အခွင့်အရေးပေးလိုက်ပါတမ်းပေါများစွာသောလူတွေဟာသူတို့ရဲ့အသက်ကိုယ်တော်ပဒါနမထားတဲ့အထီးအရေးအပေါ်ယုံကြည်ကြပါလိမ့်မယ်။ဒါမှမဟုတ် Bernie Madoffness ဆိုရင်ရောနောက်ွယ်ကသူ့ရဲ့ pyramid ဈေးွက် ရှာဖွေရေးပုံစံဟာတိတာထင်ရှားနေသင့်ပါတယ်။သူအစီရင်ခံခဲ့တဲ့အမျက်ပြန်အန်းငွေဟာဘယ်တော့မှစီစစ်ခံရခြင်းမရှိသလိုလူမသိသူမသိစရင်စစ်အဖွဲနဲ့တာစရင်စစ်ဈေးပါတယ်။ နောက်ပြီးအမြငွေတွေကိုဘယ်လိုရရှိအောင်လုပ်တယ်ဆိုတဲ့တင်းအချက်လက်ကိုထုတ်ပြန်ရန်သူမြင်းဆိုခဲ့ပါတယ်။ Bernie Madoff ကကဘာပေါ်မှာအတွေ့အကြုံများတဲ့ယင်းနီမြုံနံသူတွေစီကဒေါ်လာဘီလီယံပေါင်းများစွာဖြင့်ထောင်တက်လာခဲ့ပါတယ်။သူဟာပုံမြင်ကောင်းတွေပြောပြခဲ့ပြီးလူတွေကလည်းအဲ့ဒါကိုယုံကြည်ခြင်းခဲ့ကြတာပါ။ပြီးခဲ့တဲ့အခန်းတွေမှာဆွေးနွေးခဲ့တဲ့အမားအတွက်နေရာလွတ်လိုက်လျောညီထွေဖြစ်မှုငွေကြေးအရာလွတ်လပ်မှုတွေဟာကြီးမားတဲ့အစိတ်အပိုင်းတွေဖြစ်တယ်လို့ အရေးလည်းကြီးပါတယ်။တင်အမှန်တကယ်ဖြစ်ကျင်တဲ့အရာလဲလက်ခံနိုင်လောက်တဲ့ရလတ်တစ်ခုရဖို့တင်အမှန်တကယ်ဖြစ်ဖို့လိုတဲ့အရာတွေကြားကကွာဟချက်ကြီးလေလေဆဲဆောင်မှုရှိတဲ့ငွေကြီးကြီးစိတ်ကူးရင်ဇလန်းတွေနဲ့တားကောင်မဖြစ်စေဖို့တင့်ကိုတင်ကာကွယ်မိလင်လေဖြစ်ပါပါ။ကျူတင်ခတ်မှန်းချက်တခုမှာအမားအတွက်နေရာလွတ်တခုအတွက်တွေးထားတဲ့အခါဖြစ်နိုင်ခြေရှိတဲ့ရလတ်တွေဟာတင်ဟာအယံအယံကိုမှန်ကန်မှန်မှန်ကန်ကန်ဖြစ်ရန်လုံလောက်တယ်လို့ ထင်မြင်သွားစေရန်ဆွေးဆောင်မှုရှိပါတယ်။ဒါပေမဲ့အကြီးမားဆုံးအန္တရာယ်ကတော့တိတ်ခတ်မှန်းတိတ်ခတ်မှန်းချက်ရဲ့တိတ်ခတ်မှန်းချက်ရဲ့အကွာအဝေးဟာလက်တွေ့ဘောလုံးကွင်းလောက်ပဲမရှိတာကြောင့်တကူကို အမှန်အတိုင်းဖြစ်ကိုဖြစ်စေခြင်းလုံးတာပါ။အမေရိကန်အစိုးရက၎င်းရဲ့နောက်ဆုံး2009ခုနှစ်အစည်းအဝေးမှာ2008ခုနှစ်နဲ့2009ခုနှစ်မှာစီးပွားရေးတိုးတက်မှုရှိလာမယ်လို့ခန့်မှန်းခဲ့ပါတယ် ချင်းနေတဲ့ဇီဝရေကိုညီးငွေနေကြပြီးအကောင်းအမြင်စိမ့်လည်းမရှိခဲ့ကြပါဘူး။အလားအလာရှိသောတိုးတက်မှုအတိုင်းအတာကိုအနှိမ့်ဆုံးအတွက်1.6ခန်းကျင်းလုံးအမြင့်ဆုံးအတွက်1.8ခန်းကျင်းလုံးလို့ပြအခန့်မှန်းထားခဲ့ပါတယ်။အဲ့ဒါကအန်ဒီရဲ့ကင်းရင်အနာသက်အမားအတွက်နေရာလွတ်ပါတကယ်တော့စီးပွားရေးက200ခန်းဒုံထပ်ပူကျုပ်ဝင်သွားတာကြောင့်အမေရိကန်အစိုးရရဲ့အနိုင်ဆုံးခန့်မှန်းချက်ဟာသုံးစားနေပါချစင်းသွားပါတယ် ဇီဝပြက်ကတ်ကသူတို့ရဲ့အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာရှုပ်ထွေးဇီဝပြက်ကတ်ကသူတို့ရဲ့အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာရှုပ်ထွေးမှုကိုဖြစ်ပေါ်စေတာကြောင့်ဘူဝါရချဖတ်သူတို့အတွက်ဇီဝရေးဆုပ်ယုပ်ကြဆင်းမှုကိုပြက်ပြက်တတကန့်မှန်းမှုခက်ခဲပါတယ်ဒါကြောင့်အဆိုးဆုံးသောခက်မှန်းချက်များသည့်ပင်လေနှေးကွဲသောနှေးကွေးသောကြီးထွားမှုတက်စာရင်ပူဆိုးသောအရာကိုသာမျောလင့်ခဲ့ကြတာပါဆွေးဆောင်မှုရှိတဲ့စိတ်ကူးရင်စားပေတစ်ခုဖြစ်ပြီးယုံကြည်ရလွယ်ကူပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ပိုဆိုးတဲ့အရာကို မျော်လင့်ဖို့စဉ်းစားရတာဟာနာကျင်လုံးနာကြောက်ပါ။မူဝါဒချမှတ်သူတွေဟာဝေဖန်မှုများအထွတ်လွယ်ကူတဲ့ပြစ်မှတ်တွေဖြစ်ကြတော့လေကျွန်တော်တို့အားလုံးကထို့အရာကိုအတိုင်းအတာတစ်ခုအထိလှုပ်ဆောင်နေကြတာပါ။ပြီးတော့ကျွန်တော်တို့ကအဲ့ဒါကိုလမ်းကြောင်းတစ်ခုစလုံးမှာလှုပ်ဆောင်ပါလေ။ဇီဝရေးဆုပ်ယုပ်မှုတစ်ခုကြားရောက်လာပြီလို့သင်ထင်မြင်ပြီးကျိုတင်မျော်လင့်ထားတဲ့အတိုင်းစတော့ရှယ်ယာတွေမှာငွေပြန်လေထောက်ယူပါက စည်းပွားရေးအပေါ်အသိအမြင်ဟာတင်ဖြစ်ပြလို့သောအကြောင်းအရာကြောင့်ရုပ်တရက်ပြောင်းလဲသွားမှာဖြစ်ပါတယ်အခက်အတန့်တိုင်းပုံလိုပတ်စတိုင်းမှာပျက်စီးခြင်းတို့ရောက်ရှိလာသောနမိတ်လက်တခါနမိတ်လက္ခဏာတစ်ခုကဲ့သို့ဖြစ်နေပါလိမ့်မယ်တကယ်ဖြစ်နေမှာတကယ်ဖြစ်နေတာဟုတ်ချင်မှာဟုတ်မှာပါဒါပေမဲ့တင်လိုခြင်းနေလို့လည်းဖြစ်နိုင်ပါတယ်မတ်လုံးများဆိုတာဟာအာကောင်းနဲ့လှုပ်ဆော်သူတွေပါ၎င်းတို့ဟာကျွန်တော်တို့ရဲ့ကိုယ်ပိုင်ငွေချေးနဲ့ ဗန်ဒါရေးဆိုင်ရာပန်းနိုင်တွေအမြုံမှန်းချက်တွေအပေါ်မိခဲ့သူလွှမ်းမိုးနိုင်တယ်ဆိုတာကို ကျွန်တော်တို့အမြဲတတိယတင်ပါတယ်။၎င်းကိုလုံလုံကဲကဲပေါ်ပြ၍မရပါဘူး။ဗန်ဒါရေးမှာအမားအတွက်နေရာလွတ်ထက် ပိုပြီးကြီးမားတဲ့အရာမရှိပါဘူး။လောင်ကြီးမြင့်လာလေလေအဲ့ဒီအတွက်နေရာချစ်ချဲပိုလိုအပ်လာလေလေပါ။နှစ်လောကကြီးအပေါ်မပြည့်စုံတဲ့အမြင်လူတိုင်းမှာရှိပါတယ်။ဒါပေမဲ့ကွက်လက်တွေကိုဖြည့်ဖို့ပြီးပြည့်စုံတဲ့ပုံမြင်တစ်ပုဒ်ကိုကျွန်တော်တို့ ဖန်တီးထားပါတယ်ကျွန်တော်ဒီစာအုပ်ကိုရေးနေတဲ့အချိန်မှာကျွန်တော်သမီးလေးကအသက်တစ်နှစ်လောက်ရှိပါပြီ သူမဟာအရာအလုံးကိုစူးစမ်းလေ့လာပြီး အလုံးလင်းလင်းမြန်မြန်နဲ့လေ့လာတတ်မြောက်ပါတယ်ဒါပေမဲ့သူမသဘောမပေါက်နားမလည်နိုင်တဲ့အရာတွေအလုံးကိုတခါတလေပါကျွန်တော် တွေးမိပါတယ်သူ့အဖေကမနေ့တိုင်းဘာကြောင့်အလုပ်သွားလို့ရမှန်းမသိဘူးငွေတောင်းခံလွားများဘတ်ဂျက်များအသက်မွေးဝမ်းကြောင်းအလုပ်များယာတုတိုးခြင်းအငြိမ်းစားယူခြင်းအတော့ ခြွေတာချင်းဆိုင်ရာအယူအဆများစတာတွေဟာသူမအတွက်တော့လုံးဝအစိမ့်သက်သက်ပါအစိုးရရဲ့တီးတန့်ရံမုံငွေအကျွေးဝယ်ကဖြစ်ပေါ်လာပုံမြောက်အမေရိကန်လွတ်လပ်စွာကုံသွယ်မှုတဘောတည်ကြီးချက်တဘောတူညီချက်စတာတွေကိုနားလည်လောင်သူမကိုရှင်းပြလို့ရမလားမဖြစ်နိုင်ပါဘူးဒါပေမဲ့သူမဟာအမောင်ချထားတဲ့ကဘာမှာနေရတာမျိုးမဟုတ်ပါဘူးသူမဟာစိတ်ရှုပ်ထွေးသွားပြည့်ဟိုဟိုဒီဒီရှောက်လုံနေမှာမဟုတ်ပါဘူး တနစ်သားအရွယ်မှာပဲသူမဟာအရာအားလုံးအလုံးလှုပ်ပုံနဲ့ပတ်သက်သော သူမရဲ့ကိုယ်ပိုင်ပုံမြင်ဇာတ်ကြောင်းကို ရေးသားနေပါပြီ။ဆောင်းတွေကတိတ်ကိုလွေးထွေးစေတယ်။မေမေကတိတ်ကိုလုံခြုံစေတယ်။နှိဇွဲတွေကအယမ်းမိုက်တယ်။သူမတွေးကြုံလာသမျှအရာအားလုံးဟာသူမတည်ယူခဲ့တဲ့ဓာစင်အနှဲငယ်သောစိတ်ပိုင်းဆိုင်ရာ ပုံစံတွေတဲကတခုနဲ့အံဝင်ဂွင်ကျဖြစ်နေပါတယ်။ ကျွန်တော်အလုပ်သွားတဲ့အခါလာစားတဲ့ငွေစည်းရင်းတွေကဘာတွေလဲလို့တွေးပြီးသူမရှုပ်ရှက်ခတ်မနေပါဘူး။သူမဟာအခြေအနေကိုရှင်းလင်းပြသားစွာပြောပြပါရတယ်။ပပကသမီးနဲ့မကစားဘူး။သမီးကသူ့ကိုသမီးနဲ့အတူတူကစားစေချင်တာသမီးဝမ်းနေတယ်။သူမနည်းနည်းပပသိပေမဲ့တတိမထားမိဘူး။သူမသိတဲ့လောက်လေးကိုအခြေခံပြီးဖြစ်ဖြစ်နာတွေဖြစ်ပြက်နေတာတွေကိုပေါင်းစပ်ထားတဲ့ဇလန်းလေးတစ်ပုဒ်ကိုသူမကိုယ်တိုင်ပြောပြပါရတယ်။အတက်အရွယ်မရွေးကျွန်တော်တို့အားလုံးမှာတူညီသောအချင်းရှိပါတယ်။ ကျွန်တော်သမီးလိုပေါ့ကျွန်တော်မသိတာကကျွန်တော်မသိတာပါပဲဒါကြောင့်ကျွန်တော်မှာရှိနေတဲ့စိတ်ပိုင်းဆိုင်ရာပုံစံတွေကိုအကန့်အသတ်ဖြင့်ကျွန်တော်ရဲ့စန္ဒအရာကဘာကြီးကိုရှင်းပြရင်လွဲကူပါတယ်ကျွန်တော်သမီးလိုပဲကျွန်တော်ကြုံတွေ့ရသမျှအထဲကကြုံတွေ့ရသမျှအထဲကမှနားလည်နိုင်ဆုံးအကြောင်းအရင်းတွေကိုကျွန်တော်ရှားဖွေပါတယ်နောက်ပြီးကျွန်တော်ကျွန်တော်သမီးလိုပဲကျွန်တော်မှားတာတွေအများကြီးပါပဲဘာဖြစ်လို့လဲဆိုတော့ကဘာကြီးရဲ့အလုံးလုံးပုံအကြောင်း ကျွန်တော်ထင်ဒါတာတဲ့ကျွန်တော်တိတာတော်တော်နည်းလို့ပါဖြစ်ရမှန်အများစုကိုအခြေခံထားတဲ့အကြောင်းအရာတွေအတွက်ကတော့အမှန်ပါပဲအတိတ်တမိုင်းဆိုတာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်လဲရေတွက်ချင်းတာဖြစ်ပါတယ်ရှင်းလင်းပြတ်သားပြီးရေမှန်းချက်ထားရှိရပါမယ် why don't we learn from history ဆောက်တဲ့က BH leader heart ကရေးသားခဲ့တဲ့လိုမျိုးပေါ့ စိတ်ကူးစိတ်တန်နဲ့ထိုးထွင်းတည်ပြင်းမှုအကူအညီမပါပဲအတိတ်တမိုင်းကိုအတိတ်ပဲဖော်လို့မရနိုင်ပါဘူးတသက်အထောက်အထားအရေးအတွက်များပြားလုံးတာကြောင့်ရွေးချယ်မှုကိုတော့ရှောင်လွှဲ၍မရပါဘူးရွေးချယ်တဲ့နေရာမှာအမှုပညာစံပါတယ်အတိတ်တမိုင်းကြောင့်ကိုဖတ်ရှုလေ့လာသူတွေဟာ၎င်းတို့ပမှန်တယ်လို့တသက်ပြပြီး၎င်းတို့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်တွေကိုအတည်ပြုကြပါတယ်တစ္ဆာစောင့်တည်မှုကိုသူတို့ကာကွယ်ကြပါတယ်အတည်ပြုရန်သို့မဟုတ်တိုက်ခိုက်ရန်ရည်ရွယ်ချက်ဖြင့်ဖတ်ကြပါတယ် ောင်းငင်တမန်များပါးမှလူတိုင်းရှိခြင်းကြတာကြောင့်ကတိကောက်ဖြစ်စေတဲ့အမှန်တရားကိုခုခံကြပါတယ်စစ်ပွဲတွေအားလုံးကို အဆုံးသတ်ဖို့စစ်ပွဲတွေစတင်ခဲ့တယ်လို့မျိုးပေါ့လူတွေကသူတို့ကိုသူတို့အတိတ်ကိုအတိတ်ပဲရှိအောင်ပြောပြတဲ့ဇလန်းအကြောင်းဒန်နီယယ်ကာနမန်ကကျွန်တော်တို့ကို ပြောပြဘူးတယ်နောက်ကွယ်မှာတော့အတိတ်ကိုရှင်းပြနိုင်စွမ်းဟာကဘာကြီးကိုနားလည်နိုင်တယ်လို့ထင်အောင်ထင်မှဖြစ်စေပါတယ်ကဘာကြီးကအတိတ်ပဲမရှိတိတိုင် အတိပ္ပယ်ရှိနေတယ်လို့ထင်အောင်ထင်မှဖြစ်စေပါတယ်။ဒါဟာနေပယ်တတော်များများမှာအမားအယွင်းတွေကိုဖြစ်ပေါ်စေသောကြီးမားတဲ့ကိစ္စတစ်ခုပါ။လူအများစုဟာတို့နားမလည်တဲ့အရာတွေနဲ့ရင်ဆိုင်ရတဲ့အခါနားမလည်ဘူးဆိုတာကိုလက်မခံကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့တို့ဟာကဘာဘော်က၎င်းတို့ရဲ့ကိုပိုင်ရှူတောင်းတဲ့အထွေအကြုံတွေကိုအခြေခံပြီးအတိပ္ပယ်ရှိတဲ့ရှင်းလင်းချက်တစ်ခုပေါ်ပြနိုင်ကြပါလေ။ သို့သောအဲ့ဒီအတွေ့အကြုံတွေကိုကန့်သက်ထားပါတယ်ကျွန်တော်တို့နေထိုင်နေသောရှုပ်ထွေးတဲ့ကဘာကိုကျွန်တော်တို့အားလုံးကအတိတ်ပဲရှိစေခြင်းကြတာပါဒါကြောင့်ထိထိရောက်ရောက်မမြင်နိုင်တဲ့ကွက်လက်တွေကိုဖြည့်ဖို့ကိုကိုကိုပုံမြင်တွေ ပြောပြကြတာပါဒီဇက်လန်တွေဟာကျွန်တော်တို့အတွက်ငွေရေးကြီးအရာဆွဲဆောင်မှုရှိတယ်လို့ကြောင်းမဖွေရလဲကောင်းပါတယ်ကဘာကြီးအလုံးလုံးပုံရဲ့အစိတ်အပိုင်းတွေအပေါ် ကျွန်တော်မျက်စိစုံမိတ်ထားလိုက်မိတဲ့အခါစတော့ဈေးွက်တွေဘာကြောင့်အဲ့ဒါလိုပြုတ်မှုနေရတာလဲဆိုတာကိုလုံးဝနားလည်မှုလွဲသွားနိုင်ပါတယ်။အဲ့ဒါကနောက်ဆက်တွဲဘာဆက်လုပ်ရမလဲဆိုတာကိုသိနိုင်စေတဲ့ဇွန်ရဲ့အပေါ်ယုံကြည်မှုတွေအများကြီးပေးပါတယ်။စတော့ဈေးွက်နဲ့စီးပွားရေးကိုခံမှန်းရခတ်တဲ့အကြောင်းရင်းနဲ့ဒစိတ်တစ်ပိုင်းကတော့ကဘာကြီးဟာတင်လေပတ်တယ်လို့မျိုးလေပတ်နေတယ်လို့ထင်မြင်နေတဲ့ဒီကဘာပေါ်ကတူးနေသောပုံကူဖြစ်နေလို့ပါ ျွန်တော်နားမလည်နိုင်တဲ့အကြောင်းပြချက်တွေအတွက်တင်ကဆုံးဖြတ်ချက်တွေချတဲ့အခါတင်အတွက်တော့မှန်ကန်ပြီးကျွန်တော်အတွက်ဒုက္ခရောက်စေတဲ့ဆုံးဖြတ်ချက်တစ်ခုနောက်ကိုကျွန်တော်မမြင်မကန်းနဲ့လိုက်ပါသွားနိုင်ပါလေအခန်း၁၆မှာဖော်ပြခဲ့တဲ့ပူစီပေါင်းပုံစံမျိုးပါတင်ဘလောက်တောင်မသိဘူးလဲဆိုတဲ့စကားဟာကဘာပေါ်မှာဖြစ်ပြက်နေသမျှတဲကမှတင်မထိန်ချုံနိုင်တဲ့အရာဘလောက်ရှိနေတယ်လဲကိုဆိုလိုတာပါအဲ့ဒါကိုလက်ခံဖို့ခက်ခဲနိုင်ပါလေဈေးကခက်မှန်းချက်များကိုစဉ်းစားကြည့်ပါ ကျွန်တော်တို့ဟာအဲ့ဒါနဲ့ပတ်သက်ပြီးအရန်အရန်ကိုညံ့ပါလေတမိုင်းဝင်ပြမျှအဖြစ်တစ်နှစ်ထက်တစ်နှစ်ဈေးတက်သွားတယ်လို့တစ်ချိန်ကကျွန်တော်တွက်ချက်ခဲ့ဘူးပါလေ Wall Street Bank တွေကထိတ်တန့်ဈေးကွက်ပြူဟာပညာရှင်အယောက်20ရဲ့ပြမျှ20ခန့်မှန်းချက်များကိုလိုက်နာကြည့်ပါကတည့်ရဲ့တိကျမှုဟာပုံမှန်ကောင်းမွန်ပါလိမ့်မယ်ကျွန်တော်တို့ရဲ့စီးပွားရေးစုပ်ယုတ်ကြဆင်းမှုဆိုင်ရာကြိုတင်ခန့်မှန်းနိုင်မှုစွမ်းရည်ဟာ တိတ်ကောင်းလာတာတော့မဟုတ်ပါဘူးမထင်မှတ်ထားတဲ့နေရာမှာကြီးမားတဲ့အဖြစ်အပျက်တွေထွက်ပေါ်လာတာနဲ့အမြကြုံတင်ခံမှန်းမှုဟာလည်းအကောင့်ထက်အစိုးသာရှိလာနိုင်ပြီးကြိုတင်မမြင်နိုင်တဲ့အဖြစ်အပျက်တွေဟာလည်းရလဲအများစုကို ထိချုပ်ထားနိုင်တဲ့ကဘာတစ်ခုမှာကြိုတင်ခံမှန်းနိုင်မှုရဲ့ထင်ရောက်ထင်မှားကူတာပေးစွမ်းနိုင်ပါတယ်ကာရစ်ချတ်ကအခုလိုရေးသားခဲ့ပါတယ်အရာရာကိုစဉ်းစားတွေးတောမိတဲ့အခါစဉ်းစားမှုဆိုတာအနောက်မှာကြံရစ်ခဲ့တော့တယ် အဲ့ဒါကိုလူတွေသိပါတယ်ဈေးကွက်ခံပန်းချက်တစ်ခုလုံးဟာတိကျမှန်ကန်သည်သို့မဟုတ်အတုံးဝင်သည်ဟုအမှန်တကယ်ယူဆသောရင်းနှီးမြှောက်နှံမှုတဦးတလေမှကျွန်တော်မတွေ့ခဲ့ဘူးပါဘူးသို့သောမီဒီယာနဲ့ဗန်ဒါရဲ့အကြံပေးများထံမှဂျိုတင်ခံပန်းချက်တွေအပေါ်ကြီးမားတဲ့တောင်းဆိုမှုတွေရှိနေပါသေးတယ်ဘာဖြစ်လို့လဲစိတ်ပညာရှင်ဖီလစ်တပ်ဘလော့ကအခုလို ရေးသားခဲ့ဘူးပါတယ်ကျွန်တော်တို့ဟာဂျိုတင်ခံမှန်းနိုင်သော ထိန်းချုပ်နိုင်တော့ကဘာတကူမှာကျွန်တော်တို့နေထိုင်နေကြောင်းယုံကြည်ရန်လိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာအဲ့ဒီလိုအပ်ချက်ကိုဖြည့်ဆည်းပေးမယ်လို့ဂတိပေးတဲ့ထွက်ရှိသူများထံကိုရောက်သွားပါတော့တယ်။ထိုလိုအပ်ချက်များကိုခြေနဲ့ဈေးချင်းဟာ၎င်းကိုထားရှိရန်နီလန်းကောင်းတကူပါ။ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာကိုယုံကြည်ကြင်တာကတွက်ချက်ဖြည့်ရှင်းရမယ်ခွဲချမ်းစိတ်ဖြာမှုဆိုင်ရာပြဿနာထက်ဆိုင်ရင်ထင်ကြံရဖို့လိုအပ်တဲ့စိတ်ခံစားမှုတစ်ခုပါပဲ။ ထိချုံမှုရဲ့ထင်အောင်ထင်မှားဟာမတိကျမရေရာမှုရဲ့အဖြစ်မှန်ထက်ပိုရွှေဆွဲဆောင်မှုရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ထိချုံမှုမှာရှိနေတဲ့ရလတ်တွေအကြောင်းဇလန်းများတဲ့မှာကျွန်တော်တို့ထည့်သွင်းထားတာပါဤအစိအပိုင်းဟာမတိကျမရေရာမှုနယ်ပယ်ရှုပ်ထွေးနေသောနယ်ပယ်များနဲ့သက်ဆိုင်ပါတယ်။ NASA ရဲ့ New Horizon အာကာသယာဉ်ဟာလွန်ခဲ့တဲ့နှစ်နှစ်ကျော်တုန်းက Pluto ဂျိုကိုဖြတ်သန်းသွားခဲ့ပါတယ်။မိုင်ပေါင်း3ဘီလီယံခရီးဟာ9နှစ်ခွဲအချိန်ကြာမြင့်ခဲ့ပါတယ်။ နာဆာရဲ့အဆိုအရခရီးစဉ်စတင်တဲ့နောက်6ခုနဲ့ဇန်နဝါရီလကခန့်မှန်းထားတဲ့ခရီးစဉ်ကြာချိန်ထက်10မိနစ်ပိုမှုနည်းပါးခဲ့ပါတယ်။အဲ့ဒါကိုစဉ်းစားကြည့်ပါ။မဆန်းသက်ရသေးတဲ့ဆယ်စုနှစ်တခုကြာခရီးစဉ်အတွက်နာဆာရဲ့ခန့်မှန်းချက်ဟာ99.99998ရာခိုင်နှုန်းတိကျပါတယ်။၎င်းဟာနယူးယောက်မှဘော့စတန်ခရီးစဉ်ကိုခန့်မှန်းတဲ့အခါတစ်စက္ကန့်ကိုအချိန်၄သန်းခန့်တိကျမှန်ကန်သလိုမျိုးဖြစ်ပါတယ်။သို့သော် ယူပနခဗေဒပညာဆိုတာယူပတ်လမ်းကြောင်းတွေကို လေ့လာတဲ့နယ်ပယ်တစ်ခုပါငွေရေးကြီးလို့လူသားတွေရဲ့အပြုအမူနဲ့စိတ်ခံစားချက်ကွဲပြားမှုများက၎င်းအပေါ်အကျိုးသက်ရောက်မှုမရှိပါဘူးစီးပွားရေးဘောဂဗေကယင်းနှမြုံတဲ့မှုတို့ဟာမတိကြမရေရတဲ့နယ်ပယ်တွေဖြစ်ပြီးဆုံးဖြတ်ချက်တွေနဲ့လွှမ်းမိုးမောင်းနေနေတာပါ၎င်းကိုဘလူးတိုတို့သွားရောက်တဲ့ခရီးစဉ်လိုတီးသက်ဖော်မြူလာတွေနဲ့ အလဲတကူရှင်းပြလို့မရနိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့က Bluetooth ခရီးစဉ်တစ်ခုလို့ဖြစ်စေခြင်းကြတာပါဘာဖြစ်လို့လဲဆိုတော့ရလာတကူရဲ့99တသမ9998ရာခိုင်နှုန်းထိန်းချုပ်မှုမှာ NASA အင်ဂျင်နီယာတဦးရဲ့စိတ်ကူးဟာလှပပြီးအားရမှုရှိပါတယ်ငွေကဲသို့သောကျွန်တော်တို့ဘဝရဲ့အခြားအစိတ်အပိုင်းများမှာကျွန်တော်တို့ဘလောက်ထိန်းချုပ်နိုင်နေဆိုတာကို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 ပုံမြင်တွေပြောပြရင်သွေးဆောင်ခံရတဲ့အပေါ်အလွန်အားရခြင်းနဲ့မှုရှိကြပါတယ် ကာနမန်ဟာတချိန်ကဤဇက်လန်းတွေရဲ့လမ်းကြောင်းကိုချမှတ်ခဲ့ပါတယ်။အစီအစဉ်ဆွဲတဲ့အခါကျွန်တော်တို့ရဲ့ရလက်တွေကိုထိခိုက်စေနိုင်တဲ့တခြားသူတွေရဲ့အစီအစဉ်တွေနဲ့အရေးချင်းတွေကိုလစ်လျူရှုတာကကျွန်တော်တို့လုပ်ချင်တဲ့အရာကိုအာရုံစိုက်ပါ။အတိတ်ကိုရှင်းပြခြင်းနဲ့အနာဂတ်ကိုဟောကိန်းထုတ်ခြင်းတစ်ခုစလုံးမှာကျွန်တော်တို့ဟာအတတ်ပညာရဲ့အကြောင်းရင်းကံအခန်းကဏ္ဍကိုအာရုံစိုက်ပြီးကံရဲ့အခန်းကဏ္ဍကိုလက်ယူထားကြတာပါ ကျွန်တော်တို့သိတဲ့အရာကိုအာယုံစိုက်ပြီးကျွန်တော်တို့မသိတဲ့အရာကိုလစ်လျူရှုတာကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေကိုအလွန်အမင်းယုံကြည်ကိုးစားမှုကိုဖြစ်ပေါ်စေပါတယ်။ဒါဟာအစည်းအဝေးလုပ်ငန်းတွေအပေါ်မြေကဲ့သို့အကျိုးတက်ရောက်စေကြောင်းဖော်ပြခဲ့ပါတယ်။စံတစ်တီထွင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းများမှတီထောင်သူတွေနဲ့ပါဝင်သူတွေကိုမေးခွန်းတစ်ခုအချိန်ချင်းအခါခါမေးခဲ့မှုပါတယ်။တင်လုပ်ငန်းမှာတင်လှုပ်ဆောင်တဲ့အရာအပေါ်မူတည်ပြီး တဲ့ကြိုးစားမှုရဲ့ရလာအမြည်တဲ့အတိုင်းအတာတိဖြစ်လာမည်နိဒါဟာလွယ်ကူတဲ့မေးခွန်းဖြစ်ကြောင်းထင်ရှားပါれအဖြေကိုမြန်မြန်ဖြေရပြီး80ရာခိုင်နှုန်းထက် မနည်းခဲ့ပါဘူးအောင်မြင်မှုမှာမတိကြတော့လဲထိုးရဲရင်သူတွေဟာ၎င်းတို့ရဲ့ကံကြမ္မာဟာ၎င်းတို့ရဲ့လက်ထဲတွင်လုံးဝနှီးပါရှိတယ်လို့ထင်မှတ်ကြပါれသူတို့တေချာပေါက်မားပါれစုပ်ဦးတည်တွင်မှုရဲ့ရလာဟာပြိုင်မက်များရဲ့အောင်မြင်မှုများနဲ့ ဈေးကွက်မှာ၎င်းရဲ့ကိုယ်ပိုင်ကျိုးပန်းမှုအဖြစ်ပြောင်းလဲခြင်းများအပေါ်အများကြီးမူတည်ပါတယ်။သို့သောစုံဦးတီထွင်သူတွေဟာ၎င်းရဲ့အစီအစဉ်များလှုပ်ဆောင်ချက်များအဖြစ်နိုင်ဆုံးသောချိန်ချောက်မှုများရံမုံငွေရရှိနိုင်မှုကဲ့သို့သောအခွင့်အလမ်းများပေါ်သဘောတဘာဝအပြည့်အာယုံစူးစိုက်လေးရှိကြပါတယ်။၎င်းတို့ဟာပြိုင်ပတ်များအကြောင်းကိုအနှဲငယ်သာတိရှိကြတာကြောင့်ပြိုင်ဆိုင်မှုအနှဲငယ်သာပါဝင်တဲ့အနာဂတ်ကိုစိတ်ကူးကြည့်တာဟာသဘာဝကြပါတယ ကျွန်တော်တို့အားလုံးဟာအဲ့ဒါကိုအတိုင်းအတာတစ်ခုအထိလုပ်ကြပါတယ်ပြီးတော့ကျွန်တော်သမီးလိုပဲကျွန်တော်တို့ကိုနည်းနည်းလေးမှအနာအရှာမဖြစ်ပါဘူးကျွန်တော်တို့ဟာမမြေမကန်းတဲ့စိတ်ရှုပ်မခံကြပါဘူးကျွန်တော်တို့စီမံလေပတ်နေတဲ့ကဘာကြီးဟာကျွန်တော်တို့သိရှိနားလည်မှုအပေါ်အခြေခံပြီးအတိတ်ပဲရှိမယ်လို့ကျွန်တော်တို့ထင်မြင်ကြပါတယ်အဲ့ဒီလိုမှမဟုတ်ပဲတခြားတစ်ခုခုကို ခံစားနေရရင် မနဲ့အရာထားဖို့ခတ်ပါလိမ့်မယ်ဒါပေမဲ့ကဘာမြေပေါ်မှာလှဲ့ပတ်နေတဲ့ဂျိုသားလား မိမိမြင်သောအရာပေါ်အခြေခံ၍ဖြစ်ပျက်နေတဲ့အရာကိုယုံကြည်သူဟာလောကမှားသွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တခြားသူတွေရဲ့ကောင်းထဲမှာဖြစ်ပျက်နေတဲ့ဇလန်းတွေကို तू မသိနိုင်လို့ပါ။ तू ဆိုတာကျွန်တော်တို့အားလုံးပါပဲ။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ The Psychology of Money ဝေရှာနည်းစိတ်ပညာအပိုင်း73ဒီမှာတင်ပြီးဆုံးပါပြီ။ဆက်လက်နားဆင်လို့ပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Soul Level Channel လေးကို subscribe လုပ်ပြီးတော့ notification လေးနှိပ်ထားပေးဖို့မြစ်တာရက်ခံပါရစေ။ ဘောကျနှစ်သက်တယ်ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါရခင်ဗျာအားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်နဲ့ကက်ကြီးသုံးပါးရံမှာအမြန်ဆုံးကြော်လွားနိုင်ပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ